ပရိသတ်များအားလုံးမင်္ဂလာပါခင်ဗျာ1 Friday Fight 112ပြိုင်ပွဲရဲ့ပွဲစဉ်နံပါတ်6မှာကျွန်တော်မဖိုက်တာတယောက်ဖြစ်တဲ့မိုးထောင်လည်းပွဲထုတ်ခဲ့ပါတယ်ဒီနေ့မဖိုက်တာ3ယောက်ပွဲထုတ်ခဲ့တဲ့နေရာမှာ2ယောက်ကအလဲထုတ်နိုင်ပွဲတွေရခဲ့ပေမဲ့မိုးထောင်ကအရှုံးရလာနေဆက်သွားခဲ့ရတယ်သူအနေနဲ့ဆက်ဆိုင်ကြီးခံပေါ်နိုင်နဲ့ထိုးခဲ့ရတယ်ပေါ့လေဒီပွဲကကျွန်တော်မဖိုက်တာ3ယောက်ထိုးခဲ့တဲ့ပွဲထဲမှာပွဲရတအကင်းမဲ့ဆုံးဖြစ်ခဲ့တယ် ဒါကမိုးထောင်ကိုအပြစ်တင်တာမဟုတ်ဘူးเนาะပြောရမှာစင်ဗျာကျွန်တော်တို့ပြည်သက်တွေပဲဖြစ်ဖြစ်အခုကျွန်တော်ရဲ့ဗီဒီယိုဖိုင်ကိုနားထောင်နေပြည်သက်တွေပဲဖြစ်ဖြစ်စိုင်းထိုးပြိုင်ထိုးမြိုင်းမြိုင်းဆိုင်ဆိုင်ထိုးတာမျိုးပဲကြည့်ကျင်တယ်ညီမပြည်သက်ဆိုတာဘိန်းပေါင်းတီးပြီးတော့အဲ့လိုမျိုးတယောက်နဲ့တယောက်အလဲအကွဲစော်တာမျိုးအားထုတ်ပြီးတော့ဟိုတိုက်စစ်ဖွင့်ကစားမျိုးကြိုက်တယ်ဗျာဒီပွဲကပထမပွဲစီလောက်ပဲနည်းနည်းကြီးကောင်းခဲ့တယ် ဒုတိယပွဲစီနဲ့တတိယပွဲစီကဟိုအိတ်ငိုက်တတ်တဲ့လူဆိုရင်အိတ်ပျော်သွားတယ်လို့ရှေ့ရှေ့တော့ပြောမှာပွဲမျိုးတော့ဖြစ်နေပါတယ်။ဘာကြောင့်လဲဆိုတကယ့်ကိုပွဲရတာကင်းမဲ့ပြီးပြီးညီဝေးစရာကောင်းခဲ့တယ်။ဖိုက်တာနှစ်ယောက်ကထိုးလိုက်တယ်တစ်ချက်တစ်ချက်တော့ထိုးပြီးရတယ်တယောက်ကိုတယောက်ပူကတ်ဖက်ချုပ်ပြီးတယောက်တယောက်လုံထွေးနေလို့ကျိုးဝိုင်းတန်ကခွဲပွဲတံပိုးကယော့ကြအဲ့လိုပဲဖြစ်နေခဲ့တာဗျ။အဲ့တော့ဒီပွဲမှာမိုးထောင်အနေနဲ့မားတယ်အကောင်းဆုံးပုံစံကိုတန့်နေမှာပြခဲ့ပေမဲ့ ိတ်ပြီးတော့ပွဲမတိုးခဲ့ဘူးလို့ပဲကျွန်တော်ကတော့ယူဆမိတယ်။ခမ်းမွန်နိုင်ကတော့သူ့အနေနဲ့ဒီပွဲကိုနိုင်ရင်အမေရိကန်ဒေါ်လာ3000ဆိုင်အောင်ကြီးရမယ်ဆိုတဲ့မျှော်လင့်ချက်ကရှိနေတော့အနိုင်ရလတ်ကိုရအောင်အရာယူသွားခဲ့တယ်။ပြောရမယ်ဆိုရင်အမှတ်နဲ့နိုင်မဲ့အနေထားကိုခမ်းမွန်နိုင်ကပပနဲ့နဲ့ယူသွားခဲ့လို့ပြောရမှာဗျ။ပထမပွဲကြီးထိုးတဲ့အချိန်မှာတယောက်တယောက်ခြေကန်ချက်တွေအပြိုင်နေနောက်ပြီးတော့လက်တီထိုးချက်တွေအပြိုင်နေဆိုင်ထိုးပြိုင်ထိုးအနေထားမျိုးလေးရှိခဲ့တယ်။ဒါပေမဲ့အသာစီးလို့တော့ပြောလို့မရခဲ့ဘူးပေါ့လေတယောက်တယောက်မတိမ်မရင်းတော့ပဲရှိတယ် ဒုတိယပွဲစီမှာတော့ခံပေါ်လာနည်းနည်းตาခဲ့တယ်ဒါပေမဲ့ပွဲရသားပြတ်သက်ခဲ့ပြက်လာတယ်ဘာကြောင့်လဲဆိုတော့ဒုတိယပွဲစီတစ်ဝက်လောက်ကစားပြီးနှစ်ယောက်ကလုံးထွေးပြီးကျွန်တော်ရှင်းမပြောခဲ့သလိုပဲဖက်ချုပ်အဲဒိုင်လူကြီးကပွဲပြန်ခွဲနှစ်ယောက်ကိုခွဲခွဲပြီးတော့ပွဲပြန်တယ်တဲတဲ့ချိန်မှာတယောက်တယောက်တန်ပိုရီကရော့ကြသိပ်ပြီးတော့ကြည့်လို့မကောင်းတော့ဘူးဗျပြီးတော့အားလုံးလက်သိကြတဲ့အတိုင်းပဲဒီလိုပွဲမျိုးမှာတယောက်ကိုတယောက်အလဲမထိုးနိုင်လို့အမှတ်နဲ့ဆုံးဖြတ်ခံရပြီဆိုရင်မဖိုက်တာတွေကအရှုံးရင်ဆိုင်နေကြတာလေအဲ့တော့နောက်ဆုံးမှာ ုံးစံတိုင်းပေါ့မိုးထောင်ရှုံးနေဆောင်ဖြစ်သွားခဲ့တာပေါ့ကမ်ဘောနားကတော့ဒီပွဲနိုင်သွားခဲ့တဲ့အတွက်ဒါအမေရိကန်ဒေါ်လာသိန်းနဲ့သာဝကြီးရဖို့တိကျတော့ရှိသွားခဲ့ပါပြီပွဲမစခင်မှာအဲသူတို့ညော်ရဲ့ပွဲကိုဟိုရှေ့ကတောင်တောင် lifestyle နဲ့ story တွေထည့်ပြီးတော့ပြတယ်ဆိုတော့ဒါခေါင်းပွဲတွေပုံစံနဲ့တည်ထားတယ်ဒီပွဲဟာထူးခြားချက်တစ်ခုရှိနေတယ်ဒီပွဲမှာအနိုင်ရတဲ့လူကတစ်ခုထူးခြားလိမ့်မယ်လို့ဝမ်ကသတိပေးခေါင်းလောင်းစံထုတ်လိုက်တာပဲဒီတော့ကမ်ဘောနားကသူညှော်လင့်ထားတဲ့အတိုင်း အမေရိကန်ဒေါ်လာတသိန်းနဲ့ဆာအုဒီကျသွားတော့မယ်လို့ကျွန်တော်ထင်ပါတယ်ခင်ဗျာဒီပွဲမှာအနိုင်ရခဲ့တဲ့ခံပုံနိုင်ကမြန်မာဖိုင်တာနှစ်ယောက်ကိုဆက်တိုက်အနိုင်ရခဲ့တာဖြစ်ပါတယ်မိုးထောင်တို့ကြောင့်လည်းထိုင်းဖိုင်တာနှစ်ယောက်ကိုဆက်တိုက်ရှုံးရတာဖြစ်ပါတယ်မိုးထောင်လက်ရှိမှာ1လေးပွဲကစားပြီးပထမနှစ်ပွဲမှာကျွန်တော်ဖိုင်တာနှစ်ယောက်ကိုဆက်တိုက်နိုင်တယ်နောက်ဆုံးနှစ်ပွဲမှာထိုင်းဖိုင်တာနှစ်ယောက်ကိုသူဆက်တိုက်ရှုံးခဲ့ပါတယ်ခင်ဗျာအဲ့တော့နှစ်ပွဲဆက်ရှုံးခဲ့တဲ့မိုးထောင်ဟာရှီလန်ပွဲစဉ်မှာနိုင်ပွဲရဖို့လိုအပ်သွားခဲ့ပါပြီမိုးထောင်အနေနဲ့ရှီလန်ပွဲစဉ်မှာ ပုံစံကောင်းတွေကိုပြန်ထုတ်ကြပြီးနိုင်ပွဲပြန်ရအောင်နိုင်မှာဈေးလို့ဒီနေ့အနေကြိုတင်ဆုတောင်းပေးလိုက်ပါရခင်ဗျာကြည့်ရှုအားပေးတဲ့ပြည်သက်အားလုံးကိုလည်းအထူးပဲကျေးဇူးတင်ရှိပါရခင်ဗျာ